ါ तू ကအရင်တော့တက်ကြွားတယ်အရင်တော့ကြောက်ဆုံးပဲ तू က तू ခုနကကိုပြောလို့ပြောခဲ့ပါ producer က तू စုစင်မန်နေဂျာလည်း तू ဆိုတော့ तू ကအရင်တက်ကြွားပြီလို့ချင်တော့ channel သူတွေကလည်းကျွန်တော်တို့လည်းအရင်အဲ तू तू ကြောက်ပါတော့ like ပြရ like ပြရ तू तू ညဆိုလည်းညပါတော့နေ့ဆိုလည်းနေ့ပါ啊ဟိုဒါကကိုထွန်းရဲ့ဇလန်းလေးပေါ့နော်သူရရချင်းတဲ့အတွက်သူနဲ့အရင်ဆုံးသူတွေဒါကိုပြိုးတို့ကိုချန့်တို့ ူဆမ်းမဲတို့နဲ့အဲသူရိုက်ချင်တယ်ဆိုတော့ပြောတာတော့ကြာပြီကျွန်တော်လည်းတကယ်စဆုံးတော့2018တည်းကကျွန်တော်အဲတိမ်ဖို့မလာမှသာရတဲ့ကသူဒီဇိုင်းလိုင်းကိုပြောနေတာရိုက်ချင်တယ်ရိုက်ချင်တယ်ပြောတဲ့အတွက်2023မှာရိုက်ဖြစ်ကြတယ်ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့စိတ်ချင်းရေပချင်းတော်တော်နီးရသူတွေအများကြီးပဲသူအားလုံးစုရိုက်ကြတာဟုတ်အဲကိုင်တာသူကဆိုတော့ရှိပြီသားအားလုံးကလည်းဟိုဘယ်လိုပြောမလဲကိုင်တာအရာသူကသူနည်းနည်းလေးကိုင်တာဖိနေတော့မှသူတို့ရဲ့တဘာနဲ့သူတို့ရဲ့ဝါနဲ့လောက်သွားကြတာပါအားလုံးကအဲကျွန်တော်တော်တော်သက်သာတယ်လို့ပြောလို့ရပါတယ် ားမခိုင်ပါဘူး။အဲ့လိုတော့မရှိပါဘူး။ခုနကကျွန်တော်ပြောပါတယ်ဟိုထုံထုံကြောင့်ဒီကောက်ရိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့အရင်ဆုံးကြည့်ရတာဒါရိုက်တာကြည့်ရတာလေ။မတူရိုက်မှလည်းကျွန်တော်ကျွန်တော်မေးရတယ်ကြည့်ရတယ်။သူလိုက်မယ်ဆိုရင်ကျွန်တော်အတူပုံမှာကျွန်တော်ယုံကြည်မှုတူနေရိုက်တာပါ။ဒီဒီကားရိုက်တဲ့အချိန်မှာသိပါတယ်ကျွန်တော်တို့ဟိုဘယ်လိုခေါ်လဲ။ကျွန်တော်တော်တော်နေရကနေပဲကျွန်တော်နေတယ်အဲကျွန်တော်လည်းဟိုမှာဖြစ်တဲ့ကိစ္စကိုခုံးမှလည်းကျွန်တော်ဝင်ပြီးတော့မဖြစ်ဘူးသူ့ကို I don't know လည်းမလုပ်ဘူးကျွန်တော်တော့လုပ်ကျွန်တော်အကောင်းဆုံးလုပ်တယ်အဲထွန်းထွန်းတွေ့ချင်တဲ့ဟာကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ပြီးဒီလိုပဲကျွန်တော်ကိုကိုနေရနဲ့ကိုသွားခဲ့ရတာဆိုတော့ အဆင်ပြေတယ်ဗျချစ်ဖို့ကောင်းပါတယ်ဖြူရတော့ချစ်ဖို့ကောင်းတယ်ပြီးတော့ကျွန်တော်ဇက်နော့ဖဲဆိုတော့ဇက်နော့ဖဲအတိုင်းနာပြောမှာဟိုဒါပန်မှန်လို့အကြည့်ရဲ့အတိုင်းနာရှိတယ်လေပြပြရဲ့ခါမှာအကုန်မပါဘူးတိတော့ကောင်းနေမပါတဲ့ဖြစ်တဲ့အတွက်ကျွန်တော်လည်းဝင်ရောက်ပြည်ဖို့အဆင်သင့်တယ်ဟောပြပြရဲ့တယ်ဆိုရှိတယ်ဒီနော်ဟိုလေဇက်ပိုင်ပြီးရောဆိုတဲ့ဇက်လမ်းလေးရှိရလေဇက်ပိုင်အဲ့လိုမျိုးမဟုတ်ဘူးတကယ်ဇက်နောက်ဘက်မှာဖြစ်နေတာကြီးစွန့်လို့ရတာလည်းကောင်းလို့အခုရဲ့ရိုက်ချက်တွေလည်းရမ်းကောင်းတယ်အစီပြေသွားတာပေါ့နော်တင်းတင်းကြီးပြေသွားတာ စမ်းတော့မှာဖြစ်တာတော့ကျွန်တော်အနေနဲ့တော့ပြောမလို့ပြောရကျွန်တော်ဘာမှမသိပါဘူးကိုစမ်းမင်းကိုမေးရတယ်အဲကျွန်တော်သူကကိုစမ်းမင်းကဒါတကယ်သတ္တရနောက်အာမတ်ပြမြကြီးကံပေါ့နော်သူလည်းဝင်ပြီးတော့ကုညီအများကြီးကုညီအများကြီးကုညီပေးပါတယ်ဒါကိုစမ်းမင်းဆိုလည်းအကျိုးကိုစားမင်းပါပြီးရင်ပါပေါ့နော်ဒါဇက်ကတားပြီးတော့ကျွန်တော်တို့တလေးတစ်ဆလောက်ရတဲ့ဟာပေါ့နော်ပြီးပဲခွင့်ပြီးရင်ပါလာတယ်ဆိုတော့အာကိုစားမင်းဟောပဲအ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 ဲစင်းလေးမှာဒါလည်းလောက်ရခဲ့ပါကိုစားမင်းအများကြီးကူညီပေးပါကျွန်တော်အာသူကအရင်တော့တက်ကြွတယ်အရင်တော့တက်ကြဆုံးပဲသူကသူခုနကကိုပြောလို့ပြောခဲ့ပါ producer ကသူ studio manager လည်းသူ ဆိုတော့သူကအရန်တက်ကြပြီလို့ချင်တော့ channel သူတွေကလည်းကျွန်တော်တို့လည်းအရန်အဲသူသူကြောက်ပါတော့တော့ like ပေးရတာ like ပေးရတာသူသူညဆိုလည်းညပါတော့နေဆိုလည်းနေပါဒါကျွန်တော်တမစင်းနေရပဲလေအသက်တော်မှာပြောပါဒါကျွန်တော်နေတော့ဖိတ်ယူသွားတာကြောကြောကိုကိုကြာကြတော့သူသူ choice လုပ်တာပဲသူတို့နှစ်ယောက် choice လုပ်တာမသိဘူးဟုတ်လားအော်ဟိုပါလေမင်းကသူယူမယ်ဆိုတော့ယူကောင်းတယ်ဟုတ်လားလိုက်ပါရဲ့ဒီလိုက်ပါသူတို့လည်း like တယ်သူတို့ကြည့်ပြီးတော့ကျွန်တော်အဲ့တစ်ချင်းရေးမိတာ အမှုကွန်ပျူတာဒါဟိုဘလောက်ပဲသူတို့ကဝါရင်းပေါ့နော်ကျွန်တော်တို့အာဒီနောက်နောက်တက်တွေပေါ့ကျွန်တော်တို့ဒါဆိုနောက်တက်တွေပြောပြတာသူတို့အရင်အာရန်သူဟိုဘောဘယ်လိုပြောမလဲအာဖန်နီဖြစ်တယ်ဖန်နီဖြစ်တယ်ရန်လေးဟိုဘောကျွန်တော်တို့ဟိုဘောလာလိုပဲသူဆိုအာဘာဖြစ်လဲညာဖြစ်လဲသူပလဲတကင်းအများအရင်အရင်ရှိပါတယ်အရင်လဲဟိုဘယ်လိုပြောမလဲပုံမှန်လေးနဲ့အရင် imagine နီးတယ်ပေါ့ကျွန်တော်ကလည်း type ကလည်းအဲ့လိုမျိုးကြိုက်တယ်ပေါ့နော် ကျွန်တော်ရှိမှရဟင်းရရင်လုပ်နေကျွန်တော်လည်းမကြိုက်တော့ဘူးကျွန်တော်လည်းအဲ့ကြအလုပ်သဘောဖြစ်သွားပြီအလုပ်စကားပြောတော့အဲ့လိုမျိုးရင်းနှီးနေကိုလည်းရင်းနှီးရမ်းနေချင်ပါတော့အဲဇက်ဆိုတဲ့သဘောကတော့ဘောနော်ကျွန်တော်တို့ကဒါမြုပ်ွက်လေးပါမယ်ပလော့စ်စ်ပေါ့နော်အလဲပြောင်းလေးလည်းပါမယ်အဲ့ဒါမျိုးလေးတော့ထည့်ထားတာပေါ့နော်ကြိုပြီးတော့ပြောလိုက်တော့အရသာပေါ့သွားမှာပေါ့ဆိုတော့အဲကြည့်ကြည့်ပါပေါ့နော်ထွေလာဆိုတော့ကျွန်တော်တို့ကအဲပြောလို့ပြောလူစိတ်ဝင်စားအောင်လုပ်ရထွေလာပေါ့နော်ထွေလာဆိုတော့လူလက်ကြည့်အောင်စိတ်ဝင်စားအောင်လုပ်ရတယ်အဲ့မှာကျွန်တော်တို့ကအများကြီးတော့ပြောက်လို့မရဘူးအခုလည်းအဲ စိတ်ဝင်စားတဲ့တချို့တော်တော်များတော့တကယ်ဆရာကြီးတွေရှိပါတယ်ပြောနေကြပြီပေါ့နော်ဘာဖြစ်မှာဘာဖြစ်မှာဆိုသူတို့အဲခံမှန်းကြလာပြောကြကောင်းပါတယ်အဲပြီးတော့မှယုံမှသူတို့ကြည့်ကြပါတော့မှန်လားမှားလားဆိုတော့ဟုတ်အဲကျွန်တော်တို့16ရက်နေ့မှာဒီကားလေးယုံနေပါပြီဟုတ်ကဲ့ပါဟောဒီကားလေးကဟိုထုံထုံရဲ့အဲအိမ်မက်ကိုအားလုံးဝိုင်းပြီးတော့အကောင့်တွေထုတ်ပေးရတယ်ဆိုတော့ကျွန်တော်တင်ငွေချင်းရဲ့ကြိုးစားအထောက်မှုကိုလည်းဒါပြီးတော့ကဲဖြတ်ပေးပါလို့ဖိတ်ခေါ်ပါတယ်အကြည့်ပြပါအောင်ပြအဓိကတော့ဘောနော် sensitive နေမှာမကြည့်ပါနဲ့ဇက်ဇက် သတ်သဘင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့လည်းပါတယ်ဟာဟိုကဟိုကဖြစ်တယ်ကျွန်တော်ကကျွန်တော်နိုင်တဲ့မူနဲ့ကျွန်တော်သွားတာပါဒါစဉ်းစားလို့ရှင်ခေမျိုးရှိတယ်လေရှင်မဥဒ္ဓမောက်ခက်ခါတွေကိုကျွန်တော်ပြတာမဟုတ်ဘူးကျွန်တော်ခက်ခါတွေကိုပြတာလေအဲ့ဒါကုလို့ရှိတာပေါ့နော်အဲ့တော့ခင်းချင်းမတူတဲ့ခါကျရင်ဟာဟိုကဇက်ကောက်ဒီလိုရှိတယ်ဒီလိုရှိတယ်အဲ့ဒါကတော့ကျွန်တော်ဇလန်းပေါ်အောင်ဘူတီခြေခံပြီးသွားတာပါ။ဟောခုနကကျွန်တော်တခါပြောခဲ့ပါတယ်။အဲမနက်ခင်းကိစ္စဆိုလေဥမော့ဆောင်ကခဲ့သေးတာ။ ဒါကြောင့်တော့ပြောလို့မရဘူး။ရုပ်ရှင်ရုပ်ရှင်ရုပ်ရှင်လို့ကြည့်ကြပါ။ပြီးတော့ဒီဇလန်းနဲ့ကအဲဇက်တပင်ကကျွန်တော်ကိုထုံးနဲ့တခြားမေးပါသူဇလန်းနဲ့မှဟိုကဇလန်းနဲ့မှဟိုကဒီဇလန်းရဟိုဟိုဘယ်လိုပြောမလဲဟိုအရင်ခေတ်ကခရိုနီခရိုနဲ့နဲ့ဟိုဟိုပါပေါ့နေလှည့်ပြီးတော့ပြတဲ့ဇက်တပင်ဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့အကြောင်းကိုပဲကျွန်တော်တို့ပုံပေါ်ရတာပါ။ဟိုမြို့မြို့ဒီမှာခက်ခက်နာနာကတဲ့ဇက်တပင်ဖြစ်ပေါ့နော်။အဲ့လိုတော့ပြီးတော့ အဲ့လိုဇာကားမျိုးကလို့ကိုလိုနီခက်ကောက်ပြောထားတာလေဥဒမာဆို expert တွေသွားနေကြပြီအတူတူလက်ရှိတယ်အဲ့လိုပုံစံမျိုးရရှိတာပေါ့နော်အဲ့ဒါတွေကိုဒီဇက်ကိုဇက်လိုပဲကြည့်ကြပါပြီးတော့လည်းကျွန်တော်မြုပ်ွက်ပေးထားတယ်ဆိုတာလေကြည့်ဖို့တော့မြုပ်ွက်ပေးထားတယ်ကြည့်မှတိမှဖြစ်တယ်လာကြည့်ပါဦး